ကဘာပေါ်မှာကြားဖြန့်လုပ်ငန်းတွေကြောင့်ဆုံးရှုံးခဲ့ရတဲ့ငွေကြေးပမာဏကိုပေါင်းလိုက်ပြီဆိုရင်ဒေါ်လာ1 trillion အထိကိုရှိနေပြီဆိုတာကိုသိကြလားအခုဆိုရင်ကြားဖြန့်လူလင်ကိုင်းတွေကကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင်အထိတကမ္ဘာလုံးမှာနေရယူနေပြီးတော့ကြားဖြန့်တွေရဲ့လက်ကနေလွတ်တဲ့သူဆိုတာမရှိတော့တဲ့အထိကိုစိုးရွားလာနေပါပြီဒါကြောင့်ဒီဗီဒီယိုထဲမှာကြားဖြန့်တွေဘယ်ရစပြီးပေါ်လာခဲ့တာလဲကြားဖြန့်တွေရဲ့ရည်ရွယ်ချက်ကဘာလဲကြားဖြန့်တွေကြောင့်ဖြစ်လာတဲ့ဆုံးရှုံးမှုတွေနဲ့ကြံတဲ့ဗဟုသုတတွေအကြောင်းကိုပြောပြပေးသွားမယ် အခုနောက်ပိုင်းနှစ်တွေမှာတရုတ်နဲ့အမေရိကန်စီးပွားရေးနိုင်ငံကြီးနီးပညာဘတ်ပေါင်းဆောင်ကနေပိုင်ဆိုင်နေကြတယ်ဆိုတာကိုကျွန်တော်မပြောလဲအားလုံးသိပြီးသားဖြစ်မှာ။အဲဒီပိုင်ဆိုင်မှုတွေထဲမှာကျွန်တော်တို့အားလုံးထင်မှတ်ထားတဲ့တရုတ်ရဲ့လက်ကွက်တစ်ခုရှိနေတယ်။အဲ့ဒါကတော့ကြားဖြတ်မှာပဲ။ အခုနားထောင်နေတဲ့လူတွေလည်းဒီလိုကြားလိုက်တာနဲ့ကြားဖြန့်နဲ့အမေရိကန်ကနည်းနည်းအလန်းဝေးတယ်လို့ခံစားရနိုင်မယ်တော်တော်များများကတော့ဒီကြားဖြန့်လို့အတန်ကြားရင်ဒီအရှိတောင်အာရှပေါ့နော်ဒီကျွန်တော်တို့မြန်မာနိုင်ငံပြီးတော့ကမ်ဘောဒီးယားဖိလစ်ပင်းထိုင်းအဲ့လိုနိုင်ငံအရှိတောင်အာရှနိုင်ငံတွေကလူတွေအလိန်ခံရတဲ့သတင်းလောက်ကိုပဲအရင်ဆုံးပြေးမိမိကြတာ အမေရိကန်ဘက်ကသတင်းဆိုရင်တော့တိတ်မသိကြဘူးပေါ့နော်လက်ရှိအမေရိကန်နိုင်ငံမှာကြားဖြန့်ကြောင်ဖြစ်နေတဲ့ပြဿနာတွေကတော်တော်လေးကိုကြီးရလို့ပြောလို့ရတဲ့အနေအထားကိုရောက်နေပြီဒေတာနဲ့မျက်လုံးနဲ့မြင်အောင်ပြောရရင်တရုတ်တွေကကြားဖြန့်အနေမှာတဆင့်အမေရိကန်နိုင်ငံရဲ့နီးပညာသတင်းအချက်အလက်တွေကိုခိုးယူမှုပေါင်း2000ကျော်လောက်ကိုရှိနေတယ်လို့သိရတယ်။အဲ့ဒီထဲမှာအမေရိကန်ရဲ့အထူးကကြားတဲ့ဒီသုတေသနလုပ်ငန်းတွေ၊စီးပွားရေးလုပ်ငန်းတွေ၊စစ်ဘက်ဆိုင်ရာအချက်အလက်တွေကနေစပြီးတော့ပညာရေးစနစ်တွေအထိအကုန်ပါတယ် နာမည်တက်ပြောရရင်ဒီ NASA ပိုင်တဲ့ဒီ software တွေ Apple နီးပညာတွေ Google AI အချက်လက်တွေကိုတရုတ်အစိုးရနဲ့စစ်တပ်ကတူတွေ CEO ပေးပို့ပါတယ်ဒီအချက်လက်တွေအကုန်လုံးကအခုပြောနေတဲ့ကြားဖြန့်အနေနဲ့တဆင်ရယူသွားတာတွေကြီးပါပဲ ဒီလိုနိုင်ငံရေးအချက်အလက်တွေမကသေးတာက2024ခုနှစ်တစ်နှစ်ထဲမှာပဲကြားဖြန့်ကြောင့်အမေရိကန်နိုင်ငံမှာငွေကြေးဆုံးရှုံးမှုဒေါ်လာဖီလီယံအထိကိုရှိတယ်။ဒီပမာဏတွေကအရင်နှစ်တုန်းကဖြစ်ခဲ့တဲ့လိမ်လည်မှုတွေနဲ့ရှင်40ရာခိုင်နှုန်းကျော်လောက်အထိကိုများနေပြီးတော့မွေးရစေးရောင်းဝယ်မှုနီးပါးလောက်ကိုများနေတာပါ။ဒါပေမဲ့အမေရိကန်မှာဒီလိုဖြစ်နေရတဲ့အကုန်လုံးကကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင်ရှေးတောင်အာရှကြားဖြန့်နေအားလုံးနဲ့ချိတ်ဆက်နေတယ်ဆိုရင်ရောယုံလားမသိဘူး။ ပြီးတော့ကြားဖြတ် American လို့နိုင်ငံကြီးရဲ့နိုင်ငံကြီးစီးပွားရေးအထည်ကိုပါချိန်ချောင်းနေရဆိုတာဖြစ်နိုင်ပါမလားဒီလိုမင်းခွန်းတွေကိုရှင်းသားဖို့အတွက်ဆိုရင်ဒီတရုတ်ကြားဖြတ်ဂိုင်းတွေရဲ့လီလဲပတ်ပုံလေးကိုအရင်ဆုံး ကျွန်တော်ရှင်းပြမှာပေါ့နော်ကြားဖြတ်လုပ်ငန်းတွေလူလိန်ကိုင်းတွေဆိုတာလွန်ခဲ့တဲ့2009ခုနှစ်လောက်ကတရုတ်မှာနာမည်ကြီးခဲ့တဲ့တရားမဝင်ကာစီနိုနဲ့ online လောင်းကစားတွေရနေပြီဆိုမှစတယ်အဲ့အချိန်မှာဒီလောင်းကစားတွေကတရုတ်မှာတော်တော်လေးနာမည်ကြီးနေတယ်လို့မျိုးအမြင်အစွန်းလဲတော်တော်လေးကိုရတဲ့ဒူးစရိုက်လုပ်ငန်းတွေပေါ့နော်ဒါပေမဲ့တိတ်မကြခင်မှာပဲတရုတ်သမ္မတရှီကျင်းဖင်ရဲ့ဒူးစရိုက်တိုက်ဖြတ်ရေးကြောင့်သူတို့တွေစပြီးဆိုမှပုံပြောက်ပါတော့တယ်။အဲ့ဒီအချိန်မှာတရားမဝင်ဂိုင်းနေရဲ့မျက်လုံးမှာတရုတ်အစိုးရနဲ့အလန်းဝေးတဲ့ချီတော်အရှာနိုင်ငံလေးတွေစီကို ဖိတ်ဆင်လာပါတော့တယ်။ဒါပေမဲ့တရုတ်အစိုးရကတည်တဲ့အတိုင်းပဲဒီတရားမဝင်ခိုင်းတွေကိုဆက်ပြီးနှိမ်နှင်းဖို့ပဲစိတ်အားထက်သန်နေတော့လူလိန်ခိုင်းနေရတဲ့တရုတ်အစိုးရလက်ကနေရှောင်းလို့မရတဲ့အစုံသူတို့ရဲ့လုပ်ငန်းကိုတရုတ်အစိုးရအတွက်ဝင်ငွေထောက်ပံ့ပေးတဲ့ထောက်တိုင်တစ်ခုအဖြစ်နဲ့ပုံစံပြောင်းလိုက်တယ်။ပြောမယ်ဆိုရင်တော့ give and take သဘောမျိုးပေါ့နော်။ငါကမင်းတို့ပတ်စံပေးမယ်။မင်းတို့ကငါတို့လှုပ်တဲ့မြောက်ကိုမမြင်ရအောင်စောင့်ထားပေးဆိုတဲ့သဘောမျိုးပေါ့နော်။အဲအဲ့အစီအစဉ်ကဘလူးနေရာတွေမှာတွားထီလဲဆိုတော့ကျွန်တော်တို့အရှိတောင်အာရှနိုင်ငံငယ်လေးတွေပါပဲ။ အဲ့ဒီချိန်ကနေစပြီးတော့ကြားဖြန့်နေရှေ့တောင်အာရှကိုစပြီးတော့ခြေဆက်မှာတော့တယ်။အဲ့ဒီချိန်ကသူတို့စပြီးဆိုမှအကောင့်တွေဖော်တဲ့အချိန်ကဖြစ်ချင်တော့ဒီ COVID-19 တကဘာလုံးကိုစပြီးပြတ်နေတဲ့အချိန်ပေါ့နော်။နိုင်ငံတကာမှာယောဂပိုးကြောက်လို့လူတိုင်းအိမ်တွေကနေအိမ်ပြီးမထွက်လှုပ်လှုပ်တာအစအွန်လိုင်းကနေလုပ်နေကြတဲ့အချိန်။အဲ့ကာလတွေမှာဒီကြားဖြန့်လုပ်ငန်းတွေကိုတော်တော်လေးခရီးရောက်ခဲ့ပြီးမြဲယောဂပိုးကြောင့်တရုတ်အစိုးရကသူ့နိုင်ငံသားတွေကိုတရုတ်ပြည်ပြန်လာဖို့ခေါ်လာကြောင်းအဖောက်တွေတော်တော်လေးညော်ပါရတယ်။ပြီးရင်တစ်ချိန်တည်းမှာပဲ online လောင်းကစားတွေ cryptocurrency တွေကိုပါပိတ်ပစ်လိုက်တာ ကြောင့်နောက်ဆက်တွဲကကျွန်တော်တို့အကုန်ကြုံနေရတဲ့ကြားဖြန့်လုပ်ငန်းတွေပေါ်ပေါက်လာရတော့တာပါပဲအဲ့ဒီထဲမှာနာမည်အကြီးဆုံးက Big Butchering ဆိုတဲ့နီးလန်းကိုတုံးတဲ့အကြီးစားလူလင်ဂိုင်းတွေပါဒီဂိုင်းတွေရဲ့အလုပ်လုပ်ပုံကလူတယောက်ယုံကြည်အောင်လို့ဆက်ဆံရေးတစ်ခုအရင်တည်ဆောက်တဲ့ အဲ့ဒီထဲမှာသမီးကြီးစားပုံစံတငယ်ချင်းပုံစံဒီရုပ်ချောတဲ့ကောင်းလင်းခေါမလေးပုံစံမျိုးတွေပါတယ်နောက်တစ်ဆင့်တလားနလားလောက်ကြာပြီဆိုတော့မှသူတို့ရဲ့လုပ်ငန်းကစပြီဆိုမှလုပ်တယ်ရင်းနှီးတဲ့သူပုံစံဖမ်းပြီဆိုမှပတ်စံစုဖို့ရင်းနှီးမြုံနံမှုသမီးကြီးစားဆိုရင်လည်းဒီစိတ်ပိုင်းဆိုင်ရာအတုံးချပြီးမလုပ်လို့အောင်ဖိအားပေးပါတော့တယ်အဲ့လိုမျိုးလှုပ်ပေးလိုက်မိပြီဆိုရင်တော့အသေးကြတယ်ကို့မှာရှိသမျှအကုန်ပြောင်းပါပြီ တခါလေကြရလေအပြေမှာတွေ့ဖို့ဆွဲဆောင်တာမျိုးချင်းချောက်တာမျိုးလုပ်ပြီးတော့လူကုန်ကူးတာဖမ်းချုပ်ပြီးဆိုမှကြုံပြူတာမျိုးအထီတော်လုပ်တတ်ကြပါဗါတယ်အဲ့လိုတွေကနေ pick bachelorin lane ကအရှိတောင်အရှနိုင်ငံအပါဝင်တရုတ်မှာပါနေရယူလာတဲ့အချိန်မှာသူတို့ရဲ့နိုင်ငံသားတွေကိုပါအထီနာလာတာကြောင့်တရုတ်အစိုးရ social media နဲ့ bank snit တွေကိုစောင့်ကြည့်ခဲ့တယ်ဒါကြောင့်တိတ်ပြီးအလုံမရဖြစ်နေတဲ့အချိန်မှာလူလင်ကိုင်းတွေရဲ့ target ကပြောင်းလဲသွားပါတော့တယ်ကျွန်တော်ပေါ်မှာပြောခဲ့တဲ့ American နိုင်ငံနဲ့ကမ္ဘာပေါ်ကလူချမ်းသာတွေစီကိုရောက်သွားတာပါ ကြားဖြန့်ကိုင်းနေတဲ့အမြင်ကသူတို့ကနည်းနည်းထူဆန်းတယ်အမေရိကန်လိုနိုင်ငံကြီးကလူတွေကိုပြစ်မှတ်ထားရင်အမြင်လည်းပိုပြီးရနိုင်တယ်လို့မျိုးအန်ဒီရယ်လည်းနဲတယ်လို့ယူဆတာပေါ့နော်အဲ့ဒါကြောင့်မလို့ရှေးတောင်အာရှရဲ့နယ်စပ်တချို့မှာအင်္ဂလိပ်စကားနဲ့ဥရောပစကားတက်တဲ့သူတွေကိုစုပြီးတော့လူလိန်စခန်းကြီးတွေစောက်တယ်သူတို့ရဲ့အရွယ်ချက်ကအမေရိကန်တွေလူချမ်းသာတွေနဲ့ဥရောပသားတွေကိုလိန်ဖို့ဒါတွေကကျွန်တော်အပေါ်မှာပြောခဲ့တဲ့အမေရိကန်ရဲ့ငွေကြေးဆုံးရှုံးရတဲ့အကြောင်းရင်းတွေပါ ။တချို့စာရင်းတွေထဲမှာဆိုရင်အမေရိကန်ကလူပေါင်းနှစ်တန်းခွဲကျော်လောက်ကဒီကြားဖြန့်ကိုင်းလိန်နာတွေကိုခံနေရတယ်လို့သိရတယ်။ဒါဆိုရင်ကြားဖြန့်ကိုင်းတွေနဲ့သူတို့ဘလို့အလုပ်လုပ်လဲဆိုတာကိုသိလောက်ပြီးထင်ပါတယ်။ဒါကြောင့်အပေါ်မှာကျွန်တော်ပြောခဲ့တဲ့အမေရိကန်နိုင်ငံရဲ့အချက်အလက်တွေကအရှိတောင်အရှာကြားဖြတ်အမ်ပါယာကနေဘယ်လိုပေါက်ကြားသွားတာလဲဆိုတာကိုစပြောပြပေးပါမယ်။ တေချာတော့ဒီလိုလူလင်ကိုင်းကြီးတွေကအမေရိကန်ရဲ့စစ်ဘက်ဆိုင်ရာတွေ NASA ရဲ့အချက်လက်တွေကိုခိုးယူဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒါပေမဲ့တရုတ်အစိုးရသရှိုးလုပ်ငန်းအတွက်ဒီဂိုင်းတွေကို platform တစ်ခုအနေနဲ့အသုံးပြုတာပါပြောမှဆိုတော့ဒီကြားဖြန့်ဂိုင်းနေရပါတော့ဒီ American လူမျိုးတွေနဲ့တခြားချမ်းသာတဲ့လူတွေကိုလိန်ဖို့အတွက်လှုပ်ရှားပေးမယ်အရှိန်အောင်အာရှတချို့အဖွဲ့တွေကတော့တရုတ်အစိုးရအတွက်ထောက်လှမ်းရေးပိုင်းအတွက်ကိုအလုပ်လုပ်နေတာမျိုးပေါ့နော် လက်ရှိဖြစ်နေတဲ့အကြောင်းတစ်ခုနဲ့ပြောရမယ်ဆိုရင်တော့ဖိလစ်ပိုင်ကကြားဖြတ်စင်တာတွေကတရုတ်နဲ့တချို့လုပ်ငန်းတွေစိုက်ဘာကနေဆက်သွယ်ရေးအချက်လက်စုဆောင်းမှုတွေနဲ့ဆက်နွယ်နေတယ်လို့အစိုးရခန်းစာတွေကဆိုတယ်။ဖိလစ်ပိုင်အန်နာပိုင်တွေကဒီစင်တာတွေကိုစစ်ဆေးတဲ့အချိန်မှာလည်းနောက်ဆုံးပေါ်ခိုးနှားထောင်တဲ့ကိရိယာတွေကိုရှာတွေ့ခဲ့တယ်။ ဒါကတရုတ်နိုင်ငံဟက်ကာတွေဒီစခန်းမှာလှုပ်ရှားနေရဆိုတဲ့သက်သေပါပဲ။ဒါဆိုရင် အမေရိကန်ရဲ့အချက်လက်တွေကိုဘယ်နည်းနဲ့ရယူနေတာလဲဆိုတာကိုသိသွားလို့ပြီးထင်ပါတယ်။ဒီနည်းလမ်းတွေကတစဉ်တရုတ်အစိုးရအမေရိကန်ရဲ့ရှေ့ရပြေးနိုင်ဖို့တစ်ဖက်တစ်လမ်းကကြံစည်နေတာကိုမြင်နိုင်ပါပါ။ ဒီနေရာမှာကြားဖြတ်ပြောချင်တာတခုကတရုတ်ကြားဖြတ်လူရဲ့ရည်ရွယ်ချက်ကအမေရိကန်နိုင်ငံကိုတိုက်ခိုက်ဖို့နဲ့အရှင်ပြိုင်မှုအတွက်ပဲ။ဘာလို့လဲဆိုတော့သူတို့နှစ်နိုင်ငံကတရုတ်ကိုတရုတ်ပြိုင်ဆိုင်လာကြတာဆယ်စုနှစ်တည်းအများကြီးရှိပြီပေါ့နော်။အခု2024-2025ခုနှစ်အတွင်းမှာတရုတ်နိုင်ငံကနီးပညာပိုင်းမှာကမ္ဘာထိပ်တန်းနိုင်ငံဖြစ်တဲ့အမေရိကန်နိုင်ငံကိုကျော်တက်သွားတာလားဆိုပြီးမေးခွန်းထုတ်စရာတွေရှိလာတယ်။အခုကြည့်နေရသူတွေရောဘယ်လိုမျိုးထင်လဲ။ ြောရရင်နီးပညာတစ်ခုတည်းတော့မဟုတ်ပါဘူးနောက်ပိုင်းဒီစီးပွားရေးပိုင်းမှာပါတရုတ်ကအမေရိကန်နိုင်ငံကိုကျော်သွားတာမျိုးအထိဖြစ်လာနိုင်တယ်ဘာကြောင့်လဲဆိုတော့လက်ရှိ American GDP က30 trillion ပေါ့နော် trillion 30နဲ့တရုတ်ရဲ့ GDP က20 trillion ဆိုပေမဲ့ တရုတ်ရဲ့ GDP မြင့်တော့ကအမေရိကန်ထက်ကို400ခန်းတော့ပိုမြန်နေတာကိုတွေ့ရတယ်။ဒါတွေကအခုပြောနေတဲ့ကြားဖြတ်ရဲ့စနစ်တွေအပြင်တခြားအပြင်းမှန်းအကြောင်းအရာတွေလည်းရှိနေနိုင်တယ်။အခုပြောနေတာကကြားဖြတ်အကြောင်းဆိုတော့ကြားဖြတ်ကြောင့်တရုတ် Community Party CCP ရဲ့အစည်းအဝေးနဲ့နိုင်ငံရေးဘက်မှာတော်တော်လေးအကျိုးမြတ်ရသားတာတွေကိုလည်းတွေ့ရတယ်။ပြောရရင်ကြားဖြတ်ခိုင်းတွေကပေးတဲ့ငွေမဲတွေကိုသူတို့ပါတီရဲ့ဩဇာလွှမ်းမိုးမှုပိုင်းမှာအသုံးချတယ်။တစ်ဖက်မှာလည်း American ဘက်ကတရုတ်အစိုးရကကြားဖြတ်စင်တာတွေကိုသူတို့အကျိုးစီးပွားအတွက်အသုံးချနေတဲ့အကြောင်းပြတာမျိုးရှိတယ်။ ဒါပေမဲ့တရုတ်အစိုးရ CCP ဘက်ကတော့တရုတ်မဟုတ်တဲ့အကြောင်းပဲပြောပြတယ်။တခါလေကြရင်တော့နိုင်ငံတကာအမြင်မှာကြည်ကောင်းလို့တရုတ်လူလင်ကိုင်းတွေကြားဖြန့်ကိုင်းတွေကိုအပြအနေနဲ့ဖမ်းပြတာမျိုးလုပ်လို့ရှိတယ်။တရုတ်ပြည်ရဲ့စီးပွားရေးနဲ့ကုန်သွယ်ရေးလမ်းကြောင်းကိုအထောက်အကူဖြစ်ဖို့အတွက်ဒီကြားဖြန့်ကိုင်းတွေအကူအညီကိုတရုတ်အစိုးရယူနေတော့မှာပဲ။ ဆိုတော့အချုပ်အနေနဲ့ပြောရရင်တရုတ်ကဩဇာကိုဖြန့်ကျက်ဖို့စီးပွားရေးနဲ့လုံခြုံရေးဩဇာကိုချဲ့ထွင်ဖို့အမေရိကန်တို့ပြိုင်ပွဲတွေကိုသူတို့ရဲ့နိုင်ငံသားတွေကိုပိတ်မှတ်ထားပြီးထိခိုက်စေဖို့ထောက်လိုင်းအချက်လက်တွေစုဆောင်းဖို့ဒီကြားဖြန့်ကိုင်းတွေကိုအမျိုးမျိုးကရိယာတစ်ခုအနေနဲ့အသုံးချနေတာကိုတွေ့နိုင်တယ်။ဒါကရိုးရိုး cyber crime တစ်ခုမဟုတ်ဘဲနဲ့အမေရိကန်ရဲ့တရုတ်ကြားနိုင်ငံရေးအရာပါရှုပ်ထွေးတဲ့ပြဿနာတစ်ခုဖြစ်နေတာပါ။ဒါကြောင့်အခုပြောပြသွားတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးသင်ခန်းစာ၃ခုရလိုက်တဲ့အရာတွေကနံပါတ်၁ ကြားဖြန့်လုပ်ငန်းတွေကရိုးရိုးဒူးစိုက်လုပ်ငန်းတစ်ခုဆိုတာမျိုးမဟုတ်ပဲねတရုတ်အစိုးရနဲ့မှာနောက်ွယ်မှာပေါ့နော်ချိတ်ဆက်နေတာမျိုးတွေရှိတယ်နံပါတ်1ကကြားဖြန့်နေရဲ့ပြစ်မှတ်ကအရှိတောင်အာရှနိုင်ငံတွေတွင်မဟုတ်ဘဲနဲ့အမေရိကန်လိုကမ္ဘာနံပါတ်1နိုင်ငံကိုပါပြစ်မှတ်ထားတဲ့လုပ်ငန်းတွေဖြစ်တယ် နံပါတ်3မှာချားဖြန့်တွေကတရုတ်နဲ့အမေရိကန်ချားနိုင်ငံရေးစစ်ပွဲရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဆိုတာတွေပဲဖြစ်ပါတယ်။ဒါကြောင့်ခုကြည့်နေတဲ့သူတွေထဲမှာရောတရုတ်နိုင်ငံရဲ့တရားမဝင်လူလင်ချားဖြန့်ခိုင်းတွေအကြောင်းနဲ့ပတ်သက်ပြီးဘယ်လိုမျိုးထင်လဲ။ဒီချားဖြန့်လုပ်ငန်းတွေကအမေရိကန်နိုင်ငံရောနောက်ထပ်ဘယ်လိုမျိုးထိခိုက်မှုတွေရှိလာနိုင်မလဲလို့မြင်ရတယ်။ကိုယ့်ရဲ့ထင်မြင်ချက်တွေ comment မှာဝင်မြောက်သွားပါ